်မှုသားကလည်းစွန့်နေအဲ့တော့ဥစဉ်တို့ကဒီနေရာမှာသစ္စာရဲ့တန်ဖိုးကိုပုံမူပြီးတော့ထင်ရှားစေဖို့အတွက် မှုသားရဲ့ကြီးလေးတဲ့အပြစ်တစ်ခုကိုပြောပြခြင်းတယ်မြတ်စွာဘုရားတော့ဟောထားတာရှိပါတယ်ဧကံဓမ္မအတိတိတ်သမှုဒါဝါမှုဇာဝါဒိဋ္ဌဇန္တုနောဝိတိန်နာပရာလောကတာနတိပါပံအာဂာရိယံလိညာခြင်းဆိုတဲ့တခုသောတရားကိုလုတ်တဲ့လူ နောင်ဘဝတန်လျာကိုမယုံတဲ့လူဒီနှစ်လူစီသူမလုံတဲ့အကုသို့မရှိပါဘူးတဲ့နော်လိညာရဲတဲ့လူဘဝတန်လျာကိုမယုံတဲ့လူဒီနှစ်ယောက်ဟာ မလုံရဲတဲ့အကုသို့မရှိဘူးတဲ့မှုသားတွေတစ္ဆာတွေနဲ့ပတ်သက်ပြီးတော့ပြောစရာတွေအများကြီးရှိတဲ့အ ਨੇ ကပေးတတ်ပေါင်းသူတော်ကောင်းတို့အင်မတန်ဆန်းကျင်တဲ့ရှေးခေတ်ကအဖြစ်အပျက်တစ်ခုကိုပြောပြတယ်အဲ့ဒါကိုဥစဉ်တို့ကျမ်းဂန်တွေထဲမှာ စတ္တိယဇံလို့ဒီလိုတွေ့ရတယ်။မှုသာပြောလို့မြည်မြူတာ။ဟင်မှုသာပြောလို့မြည်မြူတာတဲ့ဗျာ။အခုခေတ်သာမှုသာပြောလို့မြည်မြူရရင်တော့လူတောင်တယောက်မှရှာတွေ့မှာမဟုတ်။ဟုတ်လား။အေးအဲ့ဒီဇတ်တော်မှာဦးဇင်းတို့အချင်းချုပ်လေးပြောပြမယ်။ဟိုးရှိတုန်းကစတ္တိယတိုင်းမင်းရဲ့နာမည်ကဥပဝရမင်းနဲ့အဲ့ဒီမင်းက သူ့ရဲ့အဖေလက်ထက်တုန်းကစပြီးတော့ခန့်ထားတဲ့ပရောဟိတ်ကြီးတယောက်ရှိတယ်။အဲ့ဒီပရောဟိတ်အမတ်ကကပိလနဲ့ဖះအလောင်းဟုတ်ရလား။အဲ့ဒီကပိလမှာညီတယောက်ရှိတယ်။ကောရကလံဘဆိုပြီးတော့ညီတယောက်ရှိတယ်။အဲ့ဒီပရောဟိတ်ရဲ့ညီကဒီမင်းနဲ့တငယ်ချင်းဟုတ်လားအင်မတန်ရင်းနှီးတယ်အဲ့တော့သူကဒီရှင်မင်းကသူ့အဖေသေးသွားပြီဆိုတော့သူ့ဘယင်ကြီးဖြစ်တာပေါ့ဗျာဘယင်ဖြစ်တဲ့အခါကျတော့ ူ့အဖေလက်ထက်ကလေးကစပြီးတော့ပရောဟိတ်ယာဓုပေးထားခဲ့တဲ့ဖရာလောင်းကပိလပရောဟိတ်ကြီးကယာဓုကမပြုတ်ဘူး။သူကသူ့တငယ်ချင်းဖြစ်တဲ့ကပိလရဲ့ညီကိုယာဓုပေးခြင်းတာ။နော်ဖြစ်ပုံကဖြစ်ပုံကဟုတ်လား။ကပိလအမတ်ကြီးပရောဟိတ်ကြီးရဲ့ညီကသူ့တငယ်ချင်းဖြစ်နေတာအဲ့ဒီညီကိုသူကယာဓုပေးခြင်းတာ။ဒါပေမဲ့အဖေလက်ထက်ကစပြီးတော့တာဝန်ထမ်းဆောင်ခဲ့တဲ့ကပိလပရောဟိတ်ကြီးကယာဓုကမပြုတ်ဘူး။အဲ့ဒါလို့ဖြစ်နေတော့ အဲ့မာသူကသူရှင်မင်းဖြစ်ပြီလဲဆိုတော့ကပိလပရောဟိတ်ကြီးကယတိယဟန်ဝတ်ပြီးတော့သူ့ရဲ့သားကိုပရောဟိတ်ရာတို့ပေးထားခဲ့တာပေးထားခဲ့တဲ့အခါကျတော့မကြည်နှက်ဘူးသူကအဲ့ဒါနဲ့သူ့တငယ်ချင်းကိုမင်းကငါပရောဟိတ်ရာတို့ပေးမယ်မဖြစ်နိုင်ဘူးတဲ့အကူကြီးကသူ့ရဲ့အမွေကိုသူ့သားပေးသွားတယ်အဲ့ဒါလို့ဆိုရင်မင်းကို အကြီး ကပိလကိုအငယ်လို့ငါမှုသားပြောမယ်တဲ့ဖခင်လောင်းကဇံပင်ကြီးရနေပြီတော်ထဲမှာ အဲ့ဒီလိုမှုသားပြောမဲ့တဲ့ဆိုတဲ့သတင်းစကားကတိုင်းပြည်လုံးပြန့်နေမှုသားဆိုတာဘယ်လိုဟာတော့လို့တောင်မသိကြဘူးတဲ့အော်စရာကောင်းတယ်အဲ့လောက်စင်ကြဲတဲ့ခစ်ပေါ့နော်အေးအဲ့ဒီလိုနဲ့မှုသားပြောမယ်ဆိုတော့အကုန်လုံးစုဝေးပြီးတော့ရောက်လာရောက်လာတော့ကောရကလမ္မကမင်းကြီးမှုသားပြောနိုင်မှာမဟုတ်ဘူးတဲ့ကျုပ်ရဲ့အကိုကအခုဇံပိန်ကြီးနေရပြီးတော့အောက်လန်းအတက်လို့အတက်တီတက်တယ်လှည့်စားတဲ့အတက်တီတက်တယ်မင်းကြီးကိုပြူစားလိုက်ရင်မင်းကြီးပြောရဲမှာမဟုတ် ိုးပြီးတော့ချုပ်ကင်တာကြောက်ရွာကောင်းတယ်နော်လူမိုက်နဲ့ပေါင်းရတာများအဲ့ဒီလိုပြောတော့မင်းကြီးကရတဲ့တငယ်ချင်းမပူနဲ့ငါမှုသားပြောမယ်အဲ့ဒီလိုမှုသားပြောမယ့်ရက်ကိုရောက်လာတော့ဘုရားတော်ကကောင်းကင်ကနေရောက်လာပြီးတော့မင်းကြီးမှုသားပြောမယ်လို့ကြားတယ်မှုသားမပြောပါနဲ့ပြောမယ်တဲ့မပြောနဲ့ပြောလို့ရှိရင်မင်းကြီးမှရနေတဲ့ကောင်းကင်ကိုသွားနိုင်တယ်ဆိုတဲ့တကူနမင်းကြီးလေးပါးကတန်လျက်ထမ်းပြီးတော့စောင့်နေဆိုတဲ့တကူ မင်းကြီးရဲ့ခန္ဓာကိုယ်ကစံတကူးနဲ့မှုေးနေတယ်ဆိုတဲ့တကူမင်းကြီးရဲ့အာခရွင်းကကြာညိုနဲ့သင်းတယ်ဆိုတဲ့တကူဒီတကူကြီးလေးပါပျောက်သွားလိမ့်မယ်တဲ့အဲ့ဒီလိုပြောတော့မင်းကြီးကမယုံဘူးပြောပြီးစပြီးတော့ဟောဒီရတေကြီးကအငဲငါရတငဲချင်းကအကြီးလို့ပြောလိုက်တာကောင်းငင်သွားနိုင်တဲ့လူကမြေကြီးပေါ်ပြုတ်ကျသွားတယ်ဟုတ်လားခန္ဓာကိုယ်ကလည်းပဲကျဥ်ဘုံနှံ့ထွက်လာတယ်ပါဇက်ကမစင်နှံ့ထွက်လာတယ်နမင်းကြီးလေးပါလည်းသူ့ကိုမဆောင်တော့ အဲ့ဒါကိုသူကဒီရတိကြီးကတကိုးနဲ့သူ့ကိုလှုပ်တာပါလို့သူကထင်းနေတာဟိုလူကစကားသွင်းထားတာလေကြောက်ဖို့ကောင်းတယ်နော်အမှန်ကသူ့ရဲ့မှုသားကြောင့်အဲ့ဒီလို မတန်တော့လို့အဲ့ဒါတွေကမရှိတော့တာအဲ့ဒီလိုနဲ့သူကပြွက်လို့တော့ဘုရားလုံးကတနာလုံးလို့မင်းကြီးအခုချိန်ပြန်ပြီးတော့ပြင်လိုက်ပါငါကအကြည့်သူကအငယ်လို့ပြန်ပြောလိုက်ပါအဲ့ဒါဆိုရင်မင်းကြီးရဲ့တကိုးတွေပြန်ရလိမ့်မယ်အဲ့ဒီလိုပြောတဲ့အခါကျတော့မပြောနိုင်ဘူးတဲ့သင်ကအငယ် ုကအကြီးပဲငါတငယ်ချင်းကအကြီးပဲခြေပမိုးထီရအောင်မြင်မျိုးတယ်နော်အဲ့ဒီလိုနဲ့ဆက်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 ပြီးတော့ပြောလိုက်တာခုနှစ်ကြိမ်မြောက်လဲပြောရတကူလုံးပျောက်သွားတယ်ဟဲ့ဟာလာဟင်းလင်းဖြစ်သွားတယ်အဲ့ဒါဥစဉ်တို့စေတီးရသက်ဟုတ်လားအဲ့ဒီလိုမှုသားရဲ့အဖြစ်ကလည်းတိတ်ထင်ရှားတဲ့ခင်မျိုးမှာတစ္ဆာရဲ့အစွမ်းကလည်းအံ့ဩစရာကောင်းအောင်စွမ်းတယ်အခုကတော့တစ္ဆာကလည်းတိတ်အစွမ်းမပြတယ်လို့မှုသားကလည်းတိတ်ပြီးတော့အစွမ်းမပြတယ်လို့ဖြစ်နေတာ နော်အဲ့တော့ဦးဇင်းတို့အိရှာဗုဒ္ဓနာသစ္စာနဲ့ပတ်သက်ပြီးတော့အချိန်ကတော်တော်ကုန်သွားပြီနော်အဲ့တော့သစ္စာနှစ်ပါးရှိပြီနော်နောက်ဆုံးအ